အားလုံးပဲမင်္ဂလာပါခင်ဗျာ The Trading Pick ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော် The Trading Pick ရဲ့ unit ဖြစ်တဲ့အကြောင်းအရာလေးကိုကျွန်တော်ထပ်မံပြီးတော့မှပြောင်းဝေးပေးခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် The Trading Pick TTP ဟာ strong regulated broker များနဲ့ချိတ်ဆက်ပြီးတော့မှ collaboration ပြုလုပ်ထားပါတယ်အဲ့ဒီအတွက်ကြောင့်လည်း trader အတွက်ကိုအချိုးကျေးဇူးအများကြီးကိုမှဖြစ်ထွန်းစေပါတယ်ဒီလိုမျိုး collaboration တွေပြုလုပ်ထားတဲ့အတွက်ကြောင့် spread တွေ trading condition တွေ liquidity ကပိုပြီးတော့မှကောင်းမွန်လာပါတယ်ပြီးတော့ stable trading results တွေကိုလည်းအကျိုးဆက်အနေနဲ့ရရှိလာပါတယ်ပြီးတော့ trader တိုင်း family app ဖြစ်တဲ့ platform တွေဖြစ်တဲ့ MD4 MD5 C trader အစရှိတဲ့ platform တွေပေါ်မှာလည်းအကြောင်းဝင်လို့လို့ရတဲ့အတွက်ကြောင့် trader တိုင်းဟာဆုံးဖြတ်ချက်တွေကိုမြင်မြန်ဆန်းဆန်းမှန်မှန်ကန်နဲ့ချမှတ်နိုင်မှာလည်းဖြစ်ပါတယ်ဒီလိုမျိုး trading condition ကောင်းနေရှိခြင်းဟာ founder trader တယောက်အနေနဲ့ the trading page ရဲ့ trading journey မှာရရှိအောင်မြင်မှုအသေးသေးကိုလည်းရရှိစေမှာလည်းဖြစ်ပါတယ်ဒါကြောင့်အလေးနက်ထားရောင်းဝယ်လုပ်မဲ့ trading profile တစ်ခုကိုရှာဖွေနေရဆိုရင်တော့ The Trading Pit ကိုလှမ်းလာခဲ့ဖို့အတွက်ဖိတ်မှန်တကပြုပြစေအားလုံးကိုကျေးဇူးလက်ရှိပါတယ်ဒီနေ့မှာတော့ The Trading Pit ရဲ့ Fan Tech Program မှာအောင်မြင်မှုအသီးသီးရရှိနေကြတဲ့ Trader တွေရဲ့ Story အကြောင်းကိုကျွန်တော်အနေနဲ့မျှဝေပေးခြင်းပါတယ်ဆိုတော့သူတို့ဘယ်လိုမျိုးဖြစ်ကျော်ခဲ့လဲသူတို့ဘယ်လိုမျိုးသွားခဲ့လဲဆိုတဲ့ဟာတစ်ခုကိုကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ပြသပေးခြင်းပါတယ်နံပါတ်1ကတော့တရုတ်ပြည်မှာရှိတဲ့ Trader Mr. Jack Jerry ဖြစ်ပါတယ် Mr. Jack Jerry က2008ခုနှစ်ကနေပြီးတော့ Trading ကိုစတင်ခဲ့ပြီးတော့မှအစောပိုင်းကလာမှာတော့ဆုံးရှုံးမှုတွေရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့မဆုံးမနစ်စ조사အထောက်မှုကြောင့်နောက်ပိုင်းမှာအောင်မြင်မှုတွေစပြီးတော့မှရရှိခဲ့ပါတယ်ပြီးတော့အခုလက်ရှိအခြေအနေမှာလ ဲ့ TTP ရဲ့ challenge account တွေကိုဖြည့်ဆို့ပြီးွားတဲ့အခါမှာ payout ကို73ခုကျော်ထိတောင်မှထုတ်နိုင်ခဲ့တဲ့ consistent trader တယောက်ဖြစ်လို့နေပြီဖြစ်ပါတယ်နောက်ထပ် trader တယောက်ကတော့ Australia နိုင်ငံမှာရှိတဲ့ trader Matthias ဖြစ်ပါတယ် trader Matthias ရဲ့ original background ကတော့ construction background ဖြစ်ပြီးတော့မှသူက trading level တွေဝင်ရောက်လာခဲ့ပါတယ်ပြီးတော့ TTP မှာရှိတဲ့ Fundet Challenge account ဖြစ်တဲ့ 100k account ကိုဖြည့်ဆို့ခဲ့ပြီးတော့မှ3လအတွင်းကိုသူက ဒီ challenge account ကို pass ဖြစ်ခဲ့ပါတယ်ပြီးတော့သူ့ရဲ့ first pay out ဒေါ်လာ8000ကျော်ကိုလည်းသူကထုတ်ယူနိုင်ခဲ့ပြီးတော့မှသူ့ရဲ့ trading career ရဲ့အမှတ်တိုင်တစ်ခုအောင်မြင်မှုတစ်ခုကိုသူကထိစောက်နိုင်ခဲ့ပါတယ်သူကလက်ရှိချိန်မှာ transferring system နဲ့ index market မှာအရောက်ဝင်လုပ်ဖို့အတွက်လည်းသူပြင်ဆင်နေပါတယ်။ပြီးတော့ 200k challenge account နဲ့ဖြည့်ဆို့ဖို့အတွက်သူလက်ရှိမှာအကောင်းဆုံးပြင်ဆင်လျက်ရှိနေပါတယ်။နောက်ထပ် trader တယောက်ကတော့ Malaysia နိုင်ငံမှာရှိတဲ့ trader Mr. Mohammed Baga ဖြစ်ပါတယ်။ Mr. Mohammed Baga ရဲ့ original background ကတော့ internet fiber installation နဲ့ပဲဖြစ်ပါတယ်။ပြီးတော့သူက trading နဲ့ပဲဝင်ရောက်လာခဲ့တယ်။ပြီးတော့ TTP ရဲ့ funded challenge account ကိုသူကဝင်ရောက်ဖြည့်ဆို့ပြီးတော့မှ funded trader တယောက်ဖြစ်ရည်တည်ဖို့အတွက်သူစူးစမ်းခဲ့တယ်။2023နောက်ပိုင်းမှာတော့ funded trader တယောက်အနေနဲ့စတင်ပြီးတော့မှသူရည်တည်နိုင်နေပါတယ်။ Mr. Mohammed Baga ရဲ့စူးစမ်းအထောက်အမှုကတော့သူကချက်30တွင်းကျိုးမြတ်ငွေဒေါ်လာ1000အထိကိုသူကရှာဖွေနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး success story ကိုကျွန်တော်ဘာကြောင့် share ပေးရလဲဆိုတော့ real founder trader တယောက်အနေနဲ့အောင်မြင်မှုရရှိတဲ့ trader တိုင်းဟာကံတရားတစ်ခုရဲ့ကြောင့်မဟုတ်ပဲသူတို့ရဲ့စူးစမ်းအထောက်အမှုတွေဇွဲလုံးလရိယာရဲ့ကြောင့်ဒီလိုမျိုးအောင်မြင်ခဲ့ရဆိုတဲ့အကြောင်းကိုကျွန်တော်မျှဝေပေးခြင်းလို့ဖြစ်ပါတယ်။အနည်းချုပ်ပြီးတော့မှပြောမယ်ဆိုရင် Mate Swiss မှာခိုင်မာတဲ့ trading mindset တွေ trading system တွေခိုင်မာတဲ့စီကံတွေရှိရဆိုရင် Mate Swiss ရဲ့ founder trader အိမ်မက်ကို TDB နဲ့ account တွေ follow ရနိုင်ပါပြီ။ဒါကြောင့် founder trader ဖြစ်ဖို့အတွက်စေကူးစိတ်ဓာတ်တွေရှိနေဆိုရင်တော့ TDB ကိုလှမ်းလာဖို့အတွက်ဖိတ်မှတ်တကပြုပေးရစေ။ thank you